ာပါရှင်ခொနရသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတရှိခွန်ကဗီဒီယိုရဲ့ YouTube Channel လေးကနေပြီးပြန်နေပြီးကြိုဆိုလိုက်ပါတယ်ဆင်မကတော့အစောလနေနီးဖြစ်ပါတယ်ဆင်မနေနဲ့ကတော့2025ခုနှစ်ဂျွန်လအတွက်တင်းနာသားသမီးရဲ့တလဆာအထူးဟောစတန်ကြီးကိုဟောကြားပေးသွားမှာဖြစ်ပါတယ်ဒီလတွင်မှာဆိုရင်ဒိနာသားသမီးရဲ့လောကန်ကိစ္စတွေစီးပွားရေးကဏ္ဍငွေရေးကြေးရေးကျန်းမာရေးပေါ့နော်အခြေရေးပညာရေးအစာပြုလုပ်ရမယ့်ရေတရာလေးတွေကိုတခုချင်းပြပြပေးသွားမှာဖြစ်ပါတယ် အစီအစဉ်လေးမစတင်ခင်မှာစင်မအနေနဲ့မြစ်တာရက်ခံချင်တာကတော့စမတို့ရဲ့ဗီဒီယိုလေးတွေကိုလည်း share လေးပြုလုပ်ပေးပါစမတို့ရဲ့တရှိခွန်က YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါเนาะစမတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะအဲ့တော့ဒီလအတွင်းမှာတင်းနာသားသမီးရဲ့လုပ်ငန်းစီးပွားပိုင်းလေးတွေကိုကြည့်လိုက်တဲ့အခါမှာလုပ်ငန်းစီးပွားပိုင်းတွေကအခက်အခဲလေးတွေအနှဲငယ်လေးတွေအနောက်ရှက်လေးတွေရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်တဲ့ ်လုပ်ငန်းပိုင်းတွေမှာဒစ်စထိုးလောက်ကင်မှုကြောင့်လောဘကြီးမှုကြောင့်ဆုံးရှုံးရတာမျိုးလေးတွေကြုံတွေ့ရတတ်တယ်ငွေကြေးကိုပေါ့နော်ငွေကြေးကိစ္စတာဝန်ယူခြင်းဆောင်ရွက်စတဲ့လက်မှတ်ထိုးခြင်းကိစ္စလေးတွေသတိနဲ့ဆောင်ရွက်တင်ပါတယ်ဒီလာထဲမှာပေါ့နော်စက်တူရှယ်ယာလုပ်ငန်းလေးတွေမှာစိတ်သဘောထားကွဲလွဲမှုလေးတွေအဆင်မပြေမှုလေးတွေရှိတာမျိုးလေးကြုံတွေ့ရမယ်နောက်ပြီးတော့ဖြန့်နှန်းနေတဲ့စီးပွားရှာသူတွေဒီလအတွက်ဘဝပြတ်တာမျိုးလေးတွေဆုံးရှုံးမှုများတတ်ပါတယ်တဲ့သူတို့ဘာပြောလိုက်နောက်လိုက်လောက်တာမျိုးမဟုတ်ဘဲနဲ့မမီရဲ့ပေါ့နော်အကြံဉာဏ်ကိုအသုံးပြုပါမမီရဲ့ကံစမ်းဉာဏ်စွမ်းကိုမမီရဲ့နော်ဒီလုံးနိုင်စွမ်း န်းကိုเนาะဒါအသုံးပြုပြီးတော့ပြုလုပ်တာအဆင်ပြေပြီးတော့သူများလုပ်တိုင်းတိုင်းလုပ်တာတော့ကိုယ့်အတွက်အဆင်မပြေမှုတွေကြုံတွေ့ရတတ်ပါတယ်တဲ့เนาะအဲ့လိုမျိုးအဲ့တော့ဒီလာထဲမှာလုပ်ငန်းစီးပွားရေးမှာလမ်းမရောက်စေတာမျိုးတွေကြုံတွေ့ရတဲ့အတွက်เนาะအမားနဲ့အမန်ခွဲကြပါအဓိကနဲ့တာမညာခွဲကြပြီးတော့ပြုလုပ်ပြောဆိုနိုင်မှာအဆင်ပြေမယ်အဲ့တော့လမ်းမနေတယ်ဆိုရင်ရှစ်မတိုးမနဲ့ရက်တန်နာမျိုးတွေပြုလုပ်ပေးပါအရောင်းဝယ်လုပ်ငန်းလုပ်နေသူတွေထင်သလောက်အမျက်မရဘူးပေါ့เนาะအဲ့တော့အမျက်ဆုံးလေးတွေနဲတာမျိုးတွေရှိမယ်တစ်ခါလေးအရှုံးပေါ်တာမျိုးတွေကြုံတွေ့ရတတ်တယ်ပေါ့เนาะလုပ်ငန်းပိုင်းနေမှာဘာပဲလုပ် ုအတိုက်ခိုက်တွေအပြိုင်ဆိုင်တွေများနေတတ်ပါတယ်တဲ့နော်။အရောင်းဝယ်လုပ်ငန်းတွေကတော့ရောင်းဝယ်အတက်ကြတော့ရှိနေလိမ့်မယ်နော်ဒီလာထဲမှာ။ ဲ့တော့ဝန်ထမ်းဆိုရင်အလုပ်မှာအတိုက်ခိုက်တွေများနေမယ်ကြီးကဲဖီးယားပေးခံရတာမျိုးတွေရှိမယ်နော်စိတ်ကောလူရောပင်မနေတဲ့ခါအလုံးပြောင်းချင်ထွက်ချင်စိတ်တွေပေါ်နေတာမျိုးတွေကြုံတွေ့ရတယ်တယ်ပေါ့နော်တကယ်လို့ကိုကပြောင်းချင်နေထွက်ချင်နေမဖြစ်မနေပြောင်းချင်ထွက်ချင်နေဆိုရင်တော့မှပဲတစ်ဖက်ကရမှတစ်ဖက်ကပြောင်းပေးပါအလုပ်ထွက်ပြီးရှာရင်တော့ကြန့်ကြာတာမျိုးတွေခက်ခဲတာမျိုးတွေကြုံတွေ့ရတယ်တာပေါ့နော်အဲ့လိုမျိုးနောက်ပြီးတော့ဒီလာထဲမှာရင်းနှီးမြုပ်နှံမှုတွေအရင်လုံးလုံးမရသေးဘူးပေါ့ကိုကရင်းနှီးမြုပ်နှံမှုတွေရာကနန်းနဲ့ခြီးပြီးတော့လုံးလုံးမရသေးဘူးပေါ့နော်အမတက်ဆန် 10 20လောက်ထိတော့လုံးလို့ရပါမယ်။ယာနဲ့ချိန်ပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေအဆင်မပြေမှုတွေကြုံရမယ်ပေါ့နော်။အာဒါဆုံရှုံမှုတွေကြုံတွေ့ရတဲ့အမျက်မရပဲနဲ့အရင်မှမြုပ်တက်တဲ့အတွက်အရင်ယာနဲ့ချိန်ပြီးရင်းနှီးမြှုပ်နှံမှုတွေမလုတ်တင်သေးဘူးပေါ့နော်။အဲ့လိုမျိုးအဲ့တော့ဒီငွေနဲ့ရင်းနဲ့အလုပ်တွေလည်းမလုတ်တင်သေးဘူး။ဥပမာငွေတို့ချေစားတဲ့အလုပ်ဥပမာလောင်ကစားအလုပ်တွေဒါကူကစ်ပေါ်တဲ့2 3 3ဒီဒါမျိုးတွေမှာကိုကဒီနှစ်မှာဒီလာထဲမှာလုတ်လို့မရတဲ့အနေအထားတွေရှိရပေါ့နော်။အဲ့တော့ဒီလာထဲမှာလုပ်ငန်းလုပ်နေတဲ့သူတွေကကြာတာပေးနေလုပ်ငန်းတွေစနေနေဗုဒ္ဓနယ်လုပ်ငန်းတွေလုပ်နေတဲ့သူတွေအဆင်ပြေ 一类 အဲ့တော့ဘရုနိုင်ကလူသုံးကုန်ပစ္စည်းတို့လည်းဖိအေးဆိုင်ဝက်ရှော့ရေလုံငယ်ရွှေလုံငယ်လက်မှုပညာလုပ်ငန်းပေါ့နော်အဲ့တော့အလပ်ပရေးရာပေါ့နော်အဖျော်ရမကလုပ်ငန်းတွေအချို့ပြုတယ်နောက်ကြာသာပင်းနဲ့နေဖြစ်တဲ့ပွဲရုံလုပ်ငန်းပွဲစားလုပ်ငန်းအတက်ပညာဉာဏ်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမုံလုပ်ငန်းတွေပေါ့နော်မွေးမြူရေးလုပ်ငန်းတွေအဲကိုယ့်ရဲ့အတက်ပညာဉာဏ်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအချို့ပြုတယ်နောက်ထပ်စနေနေ့နေဖြစ်တဲ့ထဲလုပ်ငန်းတွေဓာတ်ဆီဒီဇယ်ထမင်းဆိုင်ထီဆိုင်နည်းပညာနဲ့ပတ်သက်တဲ့လုပ်ငန်းငွေချနဲ့ဖက်ဆက်လုပ်ငန်းတွေအဲအဲ့ဒီလုပ်ငန်းတွေအချို့ပြုတယ်အဲ့ဒီလုပ်ငန်းတွေနဲ့စီးပွားရှာနေတဲ့သူတွေအဆင်ပြေပြီးတော့လုပ်ငန်းတွေစပြီးတော့ဒီလာထဲမှာ စတင်ပြီးတော့လုပ်မဲ့သူတွေလည်းဒီလုပ်ငန်းတွေနဲ့အကောင့်တွေဖော်မယ်ဆိုရင်လည်းလုပ်လို့ရတဲ့အနေအထားမှာရှိရပေါ့နော်။နောက်ပြီးဒီလအတွင်းမှာဒီလုပ်ငန်းစီးပွားရေးလုပ်တဲ့နေရာမှာနော်ကံညာအားဆက်ရမယ်စိတ်နှစ်ပြီးတော့လုံးဝမယ်လောဘကြီးလို့မရဘူးပေါ့နော်အဲ့လိုမျိုးလုပ်ငန်းစီးပွားပွားနဲ့အတူဘာသာရေးကောင်းမှုကုသိုလ်လေးနဲ့တွဲပါဘာသာရေးလေးတွေပြုလုပ်ပါကောင်းမှုကုသိုလ်လေးတွေပြုလုပ်ပါနေ့စဉ်ကောင်းမှုတစ်ခုနေ့စဉ်ပြုပြီးဖြတ်တန်းပေးမယ်ဆိုရင်အဆင်မပြေမှုတွေပြန်ပြေမယ်ခက်ခဲမှုတွေလွတ်မြောက်စေတတ်တယ်နော် နောက်ထပ်ငွေကြေးကဏ္ဍလေးတွေပြပြပေးသွားမှာပါအဲ့တော့ငွေကြေးပိုင်းလေးတွေကတော့ငွေဥထွက်များမယ်เนาะငွေရဝင်တလောက်ပြန်ကုန်နေမယ်ဖက်ဖက်ကနေငွေယူပေါက်တွေများမယ် နော်ဒီလာထဲမှာအကြောင်းမျိုးမျိုးနဲ့ငွေကုန်နေတတ်တာပေါ့နော်အဲ့လိုမျိုးတွေရှိမယ်အဲ့တော့တစ်ခါလေငွေချင်းနဲ့ပတ်သက်ပြီးခက်ခဲတဲ့ရက်တွေလည်းရှိမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့လောင်းကစားပြုလုပ်သူတွေကဒီလာထဲမှာဘဝပြက်တာမျိုးတွေကြုံတွေ့ရတတ်တယ်ဒီလာတွင်လုံးဝမပြုလုပ်သေးပါဘူးနော်အဲ့တော့သူတစ်ပါးအတွက်ငွေကုန်နေတာမျိုးတွေရှိမယ်ကိုကိုယ်တိုင်လည်းငွေသုံးများတဲ့အတွက်ငွေကိုချွေတာသုံးသတိနဲ့သုံးနော်ငွေရောပေါက်တွေထိန်းနိုင်မှာအဆင်ပြေမယ်ငွေကလက်ရှိငွေဝင်လက်တစ်ခုတည်းရက်တီလို့မရဘူးဖက်ဖက်ကနေငွေရှာနိုင်မှသာအဆင်ပြေမဲ့လာလေးတွေဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးငွေကသူများထက်ပိုပြီးအားဆိုင်ရှာနိုင်မှငွေကိုချွေတာသုံး နိုင်မှမြဲမဲ့အနေအထားရှိတယ်။ငွေကဒီလာထဲမှာဝင်သလောက်ပြန်ကုန်မယ်ဆိုတဲ့လာလေးတစ်လဖြစ်ပါတယ်နော်။ငွေကြေးခံနာတွေနောက်ထပ်လူမှုရေးခံနာလေးတွေပြက်ပြက်ပေးသွားမှာပါ။အဲ့တော့လူမှုရေးခံနာလေးတွေကြီးလိုက်တဲ့အခါမှာစိတ်နှောက်ရှက်ဖြစ်စရာလေးတွေဒီလာထဲမှာကြုံတွေ့ရမယ်တဲ့နော်။အဲ့လိုမျိုးအဲ့တော့မိမိကိုရန်လူသူတွေရှိနေတာမနာလူတွေတိုက်ခိုက်သူလေးတွေရှိတယ်။သူတို့ဘာမကောင်းပြောဆိုခြင်းတွေလည်းခံရတာမျိုးလေးတွေတော့ရှိမယ်ပေါ့နော်။လူယုံတတိထားပေါ့ကိုယ့်ရဲ့ကိုယ့်ရဲ့ကိုယ်တိုင်ကိစ္စအတူရေးကိစ္စတွေပြက်ပြက်တာတိုက်မိနာတွေမလုံးနဲ့ကိုရှင်းမှအကောင်းပြောပြီးကိုယ်ရမကောင်းပြောဆိုခြင်းခံရတတ်တယ်။စိတ်လိုက်မှန်မှာပြုလို့ပြောဆိုတာလေးတွေ ရှောင်ဘာပဲလှုပ်လှုပ်နှုတ်ဆိတ်နေသူများကိစ္စဝင်မပါနဲ့သူများချားတဲ့ဝင်မပတ်သက်မိစေနဲ့ပေါ့နော်အားလေးတွေတည်ထားအဲ့တော့ကိုကစိတ်နဲ့မြန်မာပြုလုပ်တာလေးတွေပေါ့နော်ပြဿနာလေးတွေရှောင်ပေးရမှာဖြစ်ပါတယ်ပြဿနာကိုရှိကိုကိုကိုကမရှိုင်ရင်တော့ကိုရှိကိုရောက်လာတဲ့တရားမျိုးလေးတွေကိုဘက်ကရှောင်နိုင်မှအဆင်ပြေမဲ့နေထားလေးတွေတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့လူမှုရေးခန္ဓာလေးတွေလည်းနည်းနည်းလေးအားနေတဲ့အတိုင်းတာလေးရှိရတဲ့တည်ထားရမယ်ပေါ့နော်နောက်ထပ်အိမ်တွင်းအိမ်တော်ရေးခန္ဓာလေးတွေပေါ့အိမ်တွင်းအိမ်တော်ရေးခန္ဓာလေးတွေရှိတဲ့အခါမှာအဆိုးကောင်းဒွန်တွဲနေတဲ့လာလေးတလားဖြစ်ပါတယ်ပေါ့နော်တခါလေအိမ်တွင်းရ င်းမှာတော့ဒီပြောမယ်ဆိုရင်စိတ်ညစ်စရာလေးတွေရှိမယ်။တော့မိမိအိမ်နောက်ဘက်နဲ့လည်းရံပေါ်စီတာလေးတွေကတော့ကစားလေးရှိမယ်။အတိုက်ခံအခြေအနေတွေစကားပြောမယ်။သူတို့ခုံးကိုတို့ခုံးသူလည်းအရှုံမပေးကိုလည်းအရှုံမပေးနဲ့ဖြစ်နေတာမျိုးလေးခြုံတွေ့ရတတ်တယ်ပေါ့နော်။အဲ့တော့နှူးချားထဲမှာအနောက်ရှက်လေးတွေဝင်လာတာမျိုးလေးတွေရှိမယ်။မိမိအိမ်နောက်ဘက်ပေါ့တစ်ခါလေတန်တရားပွားစရာလေးတွေစိတ်လိုမချမှုတွေရှိမယ်။အပျော်ပါတောက်စားရှိတဲ့အိမ်နောက်ရေးတွေဆိုရင်အဆင်မပြေမှုတွေစိတ်ညစ်မှုတွေရှိရဲ့။အိမ်နောက်ရေးဆရာရှုပ်တာရေးအပျော်ပါလိုက်စားပါကမမျှော်လင့်ထားတဲ့ပြဿနာလေးတွေတက်လာနိုင်တဲ့အတွက်အိမ်တွင်းအိမ်နောက်ရေးနည်းနည်းလေးစိတ်ညစ်စရာ ာလေးတွေရှိနေလိမ့်မယ်နော်အဲ့တော့နည်းနည်းလေးသတိထားပါနော်ရှောင်းသင်းတာရှောင်းဆောင်းသင်းတာဆောင်းပြီးတော့နေထိုင်သွားရမှာပါနော် ဲ့တော့မေတ္တာရေခန္ဓာလေးတွေပေါ့နော်ငယ်သူတွေအတွက်မေတ္တာရေခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာချစ်သူကြောင့်စိတ်ပင်ပန်းတဲ့လာလေးတလဖြစ်ပါတယ်တဲ့နော်ငယ်သူတွေကကိုယ်နဲ့အထင်နဲ့အမြင်လွဲမှားနေတာမျိုးတွေရှိမယ်ဘာမှုတဲ့ပြဿနာနေတယ်လဲအဲ့တော့အခြေရေးအဆင်ပြေမှုလေးတွေရှိရဲ့ပေါ့နော်အဲ့တော့မိမိပေါ်မှာလိန်ညာလဲစားသူတွေတိုးတက်တယ်ပေါ့နော်မိမိပေါ်မှာလိန်လဲလှည့်ပြားသူလိန်ညာတဲ့သူလေးတွေတိုးတက်တဲ့အတွက်မေတ္တာရေခန္ဓာလေးမှာသတိထားရမယ်ပေါ့နော်အဲ့တော့ချစ်သူဆောင်တွဲနေတာလဲတဝင်းတုံမှုတွေစိတ်မချမှုတွေအများတာမျိုးတွေမိမိပေါ်မှာအလေးနဲ့မထားတာလေးတွေကိုယူမဆိုင်မှုတွေကြောင့်အခြေရေးပိုင်းမှာပေါ့နော်အထီးကျန်ဆန် ေဦးထင်းကိုကိုကိုထင်ရတာမျိုးလေးတွေရှိတတ်တယ်အခြေအပိုင်းမှာစိတ်ညစ်စရာလေးတွေကြုံတွေ့ရတတ်တယ်ချစ်သူကြောင့်စိတ်ပင်မဲ့တတ်တယ်လို့တော့ကန်ကြမ္မာအရာတွေ့ရတယ်ပေါ့နော်ဒီလားထဲမှာအတော့ငယ်သူတွေအတွက်အခြေအပိုင်းကိုအရင်စိတ်မနေဖက်နဲ့ပေါ့ပေါ့ပေါ့ပါထမ်းမှရမယ်နားလည်းမှုနဲ့သစ္စာရှိလေတွဲနိုင်မှအေးချမ်းမယ်ပေါ့နော်အဲ့တော့နောက်ထပ်ပညာရေးခန္ဓာလေးတွေပေါ့နော်ကျမ်းမာရေးခန္ဓာလေးတွေပြပြပေးသွားမှာဖြစ်ပါတယ် အဲ့တော့ပညာရေးခန္ဓာလေးတွေကတော့နော်ပညာရေးစာတာလေးကတော့ကောင်းမွန်တဲ့အနေထားမှာတော့ရှိတယ်မိမိကပညာရေးခန္ဓာလေးတွေကတော့တွတ်တက်မယ်အောင်မြင်မယ်ပေါ့တခါလေကျတော့ပညာရေးကိုရှေ့ဆက်ဖို့တွေ့ဝင်နေတတ်တယ်ပေါ့နော်အော်တခြားအရာတွေကိုကိုကခက်ခဲမှုတွေကြောင့်ပေါ့နော်ပညာရေးကိုရှေ့ကိုဆက်ရတာမလို့နောက်ဆုတ်ရတာမလို့တခါကျတွေ့ဝင်နေတာမျိုးတွေရှိမယ်ဒါပေမဲ့ပညာရေးကကိုကပေါ့နော်ဒီပညာတက်မှာဘွာလန်ခီအောင်မြင်မှာဖြစ်တဲ့အတွက်ပညာရေးကိုဆုံးခတ်တန်အောင်သင်ကြားပေးရလိမ့်မယ်ခက်ခဲမှုတွေကနေပြီးတော့အားစိတ်ထုတ်ပြီးတော့စ조사နိုင်မှသာအဆင်ပြေမယ်တခြားအရာတွေစိတ်နစ်ချင်တော့ပညာရေးခက်ခဲတာမျိုး ီးကြုံတွေ့ရတတ်တယ်เนาะနောက်ထပ်ကျန်းမာရေးခန္ဓာလေးတွေပေါ့เนาะအဲ့တော့ကျန်းမာရေးခန္ဓာလေးတွေကတော့သတိထားပါနည်းနည်းလေးခြုံကြတတ်တယ်ပေါ့เนาะအစိတ်ရှိသောသရဝအကိုက်ခန္ဓာခြေလက်ထိခိုက်ဒဏ်တာသွတ်ထက်တန်ယုံလေးတွေဖြစ်တတ်တယ်เนาะအားလေးတွေသတိထားပေါ့နှလုံးအားနေပြီးတော့မူမောရင်တုံတာရာသီကူးပြောင်းဖျားနာတာဥကောင်းမကြည့်တာလေးတွေဖြစ်တတ်တယ်ပေါ့เนาะအနည်းငယ်တော့ခြုံကြတတ်တယ်အသေးစား accident ပေါ်မယ်เนาะအဲ့တော့ထိခိုက်ဒဏ်ရတတာလေးတွေရှိရတဲ့ဆိုင်ကယ်ကားဆီယာလေးတွေသတိထားပေးနည်းနည်းလေးခြုံကြတတ်တယ်ပေါ့เนาะသွားတာလာတာအထုကယူဆိုင်ပါเนาะဒီလာထဲမှာ နောက်ထပ်မိမိတို့အနေနဲ့ပေါ့နော်ဒါဒီလအတွင်းမှာဒါပညာရေးကျန်းမာရေးစီးပွားရေးလုပ်ငန်းဘိုင်းဘိုင်းတွေပေါ့အကုန်လုံးပြီးသွားတဲ့အခါမှာ ခီးကံလေးတွေပြောပြပေးပါမယ်เนาะအဲ့တော့နိုင်ငံခြားခီးကံပေါ့အဲ့တော့ပြည်တွင်းပြည်ပခီးကံလေးတွေကြီးလိုက်တဲ့အခါမှာခီးကံလေးရတော့နည်းနည်းလေးအထင်ကော်လေးတွေအခက်အခဲလေးတွေရှိမယ်ပေါ့เนาะအဲ့တော့ဗီဇာပတ်စပို့ကိစ္စတွေကြန့်ကြာတာမျိုးတွေတော့ရှိမယ်เนาะဒီခီးသွားဖို့လမ်းကြောင်းလေးတွေမှာအထင်ကော်လေးတွေကြုံတွေ့ရမယ်ရက်တက်နေတာလေးတွေကြုံတွေ့ရမယ်မကြခင်တော့သတင်းကောင်းကြတာမျိုးတွေတော့ရှိမယ်ပေါ့เนาะအဲ့တော့ပြည်တွင်းခီးစင်ရောပြည်ပခီးစင်ရောအခက်အခဲထင်ကော်လေးတွေရင်ဆိုင်ရတက်တယ်လို့တို့ဒီလာထဲမှာတွေ့ရတယ်เนาะအဲ့တော့ဒီလအတွက်အချိုးပေးကနန်းလေးတွေရတော့တေကနန်းခွန်ကနန်းသုံးကနန်းလေးရတော့အချိုးပေးကနန်းလေးတွေပါအချိုးပေးကလာလေးရ တော့ကာလာစုံလေးတွေအနက်ပွင့်အနက်ရောင်လေးတွေနောက်ပြီးတော့အဖြူပွင့်အဖြူရောင်လေးတွေအကျိုးပေးရဲဒီကာလာလေးတွေကိုပေါ့နော်ဒါအရေးကြီးသောကိစ္စတွေအရေးကြီးသောလုပ်ငန်းတွေခရီးစဉ်တွေမှာနော်အရေးကြီးသောအကြောင်းအရာကိစ္စတွေမှာဝစ်စင်အသုံးပြုခြင်းဖြင့်ကန်စာတာပွင့်လန်းစေပါလိမ့်မယ်နော် နောက်ထပ်ဒီတရာလုံးကန်ကောင်းမှုအတွဲအရာရာအဆင်ပြေဖို့အတွက်ပြုလုပ်မယ်ရေတရာလေးတွေကိုပြက်ပြက်ပေးသွားမှာပါအဲ့တော့ဒီလာတွဲမှာအဆဆရာအဆင်ပြေဖို့အတွက်တင်းနာသားသမီးတွေမိမိအိမ်ဖျားမှာတီးဆုံဟင်းနဲ့ဆုံလောင်းဆုံကတ်တာမျိုးလေးတွေပြုလုပ်ပေးပါမိမိရဲ့မွေးနဲ့တောက်မှာရောင်စုံရဲ့၆ချောင်းလူပါလမ်းမေးခွေးလေးတွေမကြာခဏအစာကျွေးငက်ကလေးတွေလွတ်ပေးပါနော်အန်ဒီကင်းကုံတော်လေးတွေနေ့စဉ်ယူပွားပြီးဖျက်သန်းပေးပါတဲ့ခက်ခဲမှုတွေလွတ်မြောက်မယ်ဒီရေတရာလေးတွေဒီကုံတော်လေးတွေကိုနေ့စဉ်ယူပွားပြီးတော့ပြုလုပ်ချင်းဖြင့်ကန်ကောင်းခြင်းတွေရရှိလာပါလိမ့်မယ်ဒီကလာတွေဒီရေတရာတွေပြုလုပ်ပေးပြီးတော့ကန်ကောင်းမှုတွေရှာယူပေးပါ ေမှာစတင်တာသားသမီးတွေအဆအဆအရရအဆင်ပြေမှုရှိကြပါစေလုံငယ်စည်းပွားပိုင်းတွေလည်းတိုးတက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂပေးအန်ဒီပေးတွေကင်းဝေးပြီးစိတ်ရည်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆရာမကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်